အခြေခံအဆင့်အင်္ဂလိပ်စကားပြောလေ့လာနေသူတွေအတွက်ကရိယာတွေကိုအတိတ်ပစ္စုပန်အနာဂတ်ကာလ၃မျိုးနဲ့ပြောတတ်အောင်ညှဝေပေးနေတာဒါဟာအပိုင်းလေးဖြစ်ပါတယ်ဒီနေ့အပိုင်းလေးမှာတော့ပိုပြီးအဆင့်မြန့်သွားအောင်ပိုပြီးလည်းအရေးကြီးတဲ့ phrasal verbs အစုအဖွဲ့လိုက်ကရိယာလေးတွေကိုပြောပြပါမယ် phrasal verb ဆိုတာကတော့ whip up ပါတဲ့ကရိယာလေးဖြစ်ပါတယ်ပထမဆုံးကရိယာလေးအနေနဲ့ကြည့်ပါမယ် i got up i get up i will get up I got up ငါအဲ့ရထားခဲ့တယ်။သို့မဟုတ်ငါလဲရမှထားခဲ့တယ်။ I get up ငါအဲ့ရထားတယ်။ငါလဲရမှထားတယ်။ I will get up ငါအဲ့ရထားမယ်။ငါလဲရမှထားမယ်။အတိအပြမှာပြောခဲ့တယ်လို့ပဲအဲ့ရထားတာကိုလည်း get up နဲ့သုံးလို့ရတယ်လို့ထိုင်ရမှထားတာလဲနေရမှထားတာကိုလည်း get up နဲ့သုံးလို့ရတယ်။အောင်မြင်အပိုင်းဆိုင်ရာတွေပြောမယ်ဆိုလို့ရှိရင်ကြာရှုံးရာကနေပြီးတော့ပြန်လဲယုံထားတာကိုလည်း get up နဲ့သုံးလို့ရပါတယ်။

အဲ့နေရာမှာနိုးလာတာကိုဆိုလိုပါတယ်။သို့မဟုတ်မျောနေရာကနေပြီးပြန်လဲတတိဝန်လာတာကိုလည်းသုံးလို့ရပါတယ်။နောက်တစ်ခု I broke up I break up I will break up I broke up ငါလမ်းခွဲခဲ့တယ်။ I break up ငါလမ်းခွဲတယ်။ I will break up ငါလမ်းခွဲမယ်။ဒီအသုံးအနှုန်းမှာတော့တူတူတယောက်နဲ့လမ်းခွဲတယ်လို့ပြောချင်တော့နောက်မှာ with လေးပါပါပါတယ်။ဥပမာ I broke up with my girlfriend last year. မနေ့ကငါကောင်မလေးနဲ့လမ်းခွဲခဲ့တယ်။ I break up with my boyfriend. ငါကောင်လေးနဲ့ငါလမ်းခွဲတယ်။ I will break up with my girlfriend next month. နောက်လငါကောင်မလေးနဲ့ငါလမ်းခွဲမယ်။အချွေးတွေတောင်းပြီးရင်နောက်တစ်ခု really I moved on. I move on. I will move on. I moved on. အရာရာကိုဥပိ္ပခပြုပြီးတော့ရှေ့ဆက်နိုင်ခဲ့တယ်။ I move on. အရာရာကိုဥပ္ပခပြုပြီးငါရှစ်ဆက်တယ် I will move on အရာရာကိုဥပ္ပခပြုပြီးငါရှစ်ဆက်မယ်အဲ့တော့ move on လုပ်တယ်ဆိုတော့လူငယ်ရေးကြားမှာတော့ခက်ဆားပါတယ်ဒီစကားကဥမာအသေးကွဲသွားတယ်ပေါ့တယောက်ကထားခဲ့လို့အသေးကွဲတယ်အဲ့မှာရက်သက်တပတ်အနေငယ်လက်အနေငယ်တော့တော့ကျွန်တော် move on မလုပ်နိုင်ဘူးအဲ့ဒါဘာလဲဆိုတော့သူ့ကိုအမြဲတမ်းလွှမ်းနေတာသတိရနေတာမစားနိုင်မအိမ့်နိုင်နေဖြစ်နေတာပေါ့ဒါပေမဲ့အချိန်ကြာလာတဲ့အမြကျွန်တော်တို့အတိတ်ကအမှတ်တရတွေကို ဥပိ္ခပြုမေ့ပြီးတော့ကိုပွားနဲ့ကိုပုံမှန်အတိုင်းရှေ့ဆက်နိုင်တာကို move on လုပ်နိုင်တယ်လို့ခေါ်ပါတယ်။နောက်တစ်ခု I put on I put on I will put on I put on ငါဝတ်ဆင်ခဲ့တယ် I put on ငါဝတ်ဆင်တယ် I will put on ငါဝတ်ဆင်မယ်။ဘာတွေဝတ်ဆင်မလဲဆိုတာကိုယ့်ကိုထည့်ပြောလို့ရပါတယ်။ I took off I take off I will take off I took off ငါချုပ်ခဲ့တယ် I take off ငါချွတ်တယ် I will take off ငါချွတ်မယ်ဒါကအဝတ်စားတွေချွတ်တာပန်းပန်ထားတာဆိုလို့ရှိရင်ဖယ်လိုက်တာမျက်မှန်တက်ထားတာဆိုရင်ချွတ်လိုက်တာဒီအသုံးအနှုန်းတွေမှာဒီ take off နဲ့သုံးပါတယ်ဒါကြောင့်မလို့ကိုချွတ်ချင်တဲ့အရာတွေကို off ရဲ့နောက်မှာသုံးနိုင်ပါတယ် I looked for I look for I will look for I looked for ငါရှာဖွေခဲ့တယ် I look for ငါရှာဖွေတယ် I will look for ငါရှာဖွေမယ် ဘာကိုရှာဖွေတာလဲဘသူကိုရှာဖွေတာလဲဆိုတာပြောကြည့်ဖော်ရဲ့နောက်မှာတခုခုထည့်ပြောပါ I looked after I look after I will look after I looked after ငါဆောင်ရှောက်ခဲ့တယ်ငါကယူဆိုင်ခဲ့တယ် I look after ငါဆောင်ရှောက်တယ် I will look after ငါဆောင်ရှောက်မယ်ငါကယူဆိုင်မယ်ဘသူကိုဆောင်ရှောက်မလဲဆိုတာဘာကိုဆောင်ရှောက်မလဲဆိုတာကို after ရဲ့နောက်မှာထည့်ပြောနိုင်ပါတယ် I looked forward to. I look forward to. I will look forward to. I looked forward to. Na myolin ge de. I look forward to. Na myolin de. I will look forward to. Na myolin me. Di thong nong ngaw lo ba wo myolin de so ra pyo chin yin. Tu ye naw ma nan boun na taw ma phit par de. Nan boun so ra ga kriya ko ing pyaung taw yin le ya de lo so lo par de. Di ni twa naw song myawe pe me phrasal verb le ba. I looked up to. I look up to. I will look up to. I looked up to. ငါအထင်ကြီးခဲ့တယ်ငါလေးစားခဲ့တယ် I look up to ငါအထင်ကြီးတယ်လေးစားတယ် I will look up to ငါအထင်ကြီးမယ်လေးစားမယ်ဒီနေရာမှာလဲဘသူကိုလေးစားတယ်ဘသူကိုလေးစားခဲ့တယ်ဘသူကိုလေးစားမယ်ဆိုတာပြောခြင်းရင် to ရဲ့နောက်မှာနံပါတ်လေးရထည့်သုံးလို့ရပါတယ်ဥမာ I looked up to my father ငါအဖေကငါအထင်ကြီးခဲ့တယ်ငါအဖေကငါလေးစားခဲ့တယ်ဒီညမှာအထက်ဖြစ်ပြီးပြောရရင်အထင်ကြီးလေးစားအောင်နဲ့မကဘူးအတူယူတဲ့အဆင့်ထိပြောလို့ရပါတယ်ဟုတ်ပြီဒီနေ့ဒီဗီဒီယိုလေးကလည်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ပြောလင်းပါတယ်အတန်လေးတွေကိုလည်းရှင်းရှင်းလင်းလင်းပြောထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတန်လေးကိုနားထောင်ပြီးတော့ပြန်ပြီးလေ့ကျင့်နိုင်ပါတယ်အဲ့ဒီအတန်လေးတွေအတိုင်းအင်္ဂလိပ်စကားပြောမယ်ဆိုရင်မိတ်ဆွေတို့ရဲ့ English အတန်အတွက်တည်းကကောင်းနေမယ်ယုံကြည်မှုရှိရှိနဲ့ပြောလာနိုင်မှာဖြစ်ပါတယ် နောက်ထပ်လည်းအခုလိုအကျိုးရှိတဲ့အင်္ဂလိပ်စကားပြောသင်ခန်းစာလေးတွေကိုပုံမှန်မျှဝေပေးနေအောင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ Facebook page ကို follow လုပ်ထားပေးပါ DV ကို share ထားပေးပါကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ထားပေးပါဒါဆိုရင်နောက်ရက်တွေမှာနောက်သင်ခန်းစာတွေနဲ့ထပ်တွေ့ကြတော့ပေါ့ Have a good one